တော့ဒီကားတွေကမြန်မာနိုင်ငံကိုရောက်ထားတာမကြသေးဘူးမိတ်ဆက်ထားတာမကြသေးဘူးဆိုပေမဲ့ရောင်းရတာတော့ရေးရေးလဲလဲရောင်းလာတဲ့ကားတွေပဲဖြစ်ပြီးတော့ limited stock ပဲရှိပါတော့တယ်အဲအကြောင်းမို့လို့ဒီကားကိုစိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်မြန်မြန်စက်တန်လေးလာပြီးတော့ဝယ်ဖို့အတွက်ကိုလည်းတိုက်တွန်းလိုက်ပါတယ် NGSI SUV ကားကိုဒီပွဲထဲမှာဝယ်တယ်ဆိုရင် standard rate ဆိုပြီးရင်3600 discount ရမယ် လောင်းရင်းဆိုလို့ရှိရင်80အထိပြဆောင်းရမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ခုဒီနေ့ရောက်နေတဲ့နေရာတော့ YCC မှာကျင်းပနေတဲ့ Asian Expo ရန်ကုန်2025ပွဲကိုရောက်နေတာအဲ့ဒီပွဲထဲမှာမှ MG ရဲ့ဘူးကိုရောက်နေဖြစ်ပါတယ် MG ရဲ့မကြသေးခင်ကမှမိတ်ဆက်ထားတဲ့ MG S5 SUV ကားကိုဒီပွဲထဲမှာဝယ်တယ်ဆိုရင် standard range ဆိုလို့ရှိရင်80ပြဆောင်းရမယ်လောင်းရင်းဆိုလို့ရှိရင်80အထိပြဆောင်းရမယ်ပရိုမိုးရှင်းတွေရှိတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက် ့ဒီကားတွေကမြန်မာနိုင်ငံကိုရောက်ထားတာမကြသေးဘူးမိတ်ဆက်ထားတာမကြသေးဘူးဆိုပေမဲ့ရောင်းရတာတော့ရေးလဲလဲရောင်းရတဲ့ကားတွေပဲဖြစ်ပြီးတော့ limited stock ပဲရှိပါတော့တယ်အဲအကြောင်းမို့လို့ဒီကားကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်မြန်မြန်စက်တန်လေးလာပြီးတော့ဝယ်ဖို့အတွက်ကိုလည်းတိုက်တွန်းလိုက်ပါတယ်ဒီကားအကြောင်းသိခြင်းနဲ့ဆိုလို့ရှိရင် MG S5 SA blog ဆိုပြီးကြိုက်တဲ့ social media platform မှာ share ကြည့်လိုက်ဖွင့်ပါလိမ့်โอเคဒီမှာ MG4 MG4 အကြောင်းကတော့ကျွန်တော်နဲ့ MG4 ကတော့ trade route အများကြီးပြောပြရမှရှိတော့ဘူး MG4 ကတော့အခုဒီနောက်ပိုင်းမှာဆိုလို့ချင်းကားသုံးမျိုးကိုရွေးချယ်ပြီးတော့ဝယ်လို့ရမှာပါတစ်မျိုးကကြတော့ standard range ပါနောက်တစ်မျိုးကတော့ကျွန်တော်စီးနေတဲ့ long range ပါနောက်တစ်မျိုးကတော့ extended long range ဆိုပြီးတော့နောက်တစ်သီးနဲ့ထပ်ပြီးတော့ရောက်လာပါသေးတယ်အဲ့သုံးမျိုးကိုရွေးချယ်ဝယ်လို့ရမှာဖြစ်ပြီးတော့350အထိ cash back ရနိုင်ပါသေးတယ်အိုးနောက်မှာဆိုလို့ချင်းလည်း MGS5 ကိုမှအမဲအောင်လေးကြရတယ်ကျွန်တော်အမဲအောင်လေးနဲ့ပုံကြိုက်တယ်လို့ပဲเนาะသူနည်းနည်းပြော ပို့ပြီးများဂျုတ်တွေပါပို့ပြီးထွက်တယ်လို့ကျွန်တော်ခံစားရတယ်အဲဒါကြောင့်မို့လို့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောဒီဗီဒီယိုလေးအနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်နဲ့ MG4 နဲ့ပတ်သက်မှုက content ကြီးပဲတွက်မယ်ဆိုတော့အနည်းဆုံးအပုံ60 90လောက်ရှိထားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ MG4 အပြာရောင်လေးဆိုလို့ရှိရင်အခုဒီအချိန်မှာဆိုရင်နှစ်နှစ်ခွဲဝန်းကျင်လောက်ရှိပြီကျွန်တော်သုံးနေတာသုံးထားတဲ့ကီလိုမီတာကိုပြောပါဆိုရင်ကီလို9လောင်း3လောင်းလောက်သုံးထားတဲ့ကားအဲ့ဒီကားကိုဟိုနေ့က battery SOH စစ်လိုက်တဲ့အချိန်မှာ66ရာခိုင်နှုန်းကျန်ပါသေးတယ် အဲ့တော့အေးစစ်စစ်နောက်ထပ်နှစ်ပြည့်အများကြီးနောက်ထပ်ကီလိုတွေအများကြီးကျွန်တော်သုံးလို့ရသေးတယ် RAM ကလည်းကီလို6000ကျော်လောက်ကျန်သေးတာဖြစ်တဲ့အတွက်လုံးဝကိုစိတ်ပူကြမရှိဘူးကျွန်တော်ရဲ့ MV4 ကိုအမှတ်တရပြောပါဆိုရင်ဒီနေ့ဒီချိန်ထိ heavy ပြင်ရတာဆိုလို့ကျွန်တော် high voltage ကျိုးကိုကြွက်ခိုက်သွားတာနှစ်ချိန်တိတိခိုက်သွားတယ်ကြက်ကတလာထဲမှာနှစ်ကြိမ်တိတိကြိုက်သွားတယ်အဲ့ဒီအတွက်ကုန်ကြမ်းဈေးတစ်ခုပဲရှိတယ်ကြံတဲ့ထွေတူဘာမှမေဒီနတ်တယ်အဲ့လောက်ကြီးကုန်ကြမ်းဈေးမရှိဘူးအဲကလင်နာလဲတာတော့ဘာလို့ဒီလောက်ပဲကုန်လာတာဖြစ်တဲ့အတွက်စိတ်ချမ်းသာ အနည်းဆုံးတော့ high voltage ကိုကြွက်ကြိုက်တဲ့ချိန်မှာလည်းပတ်စံရတော့ကုန်ပေမဲ့ကျွန်တော်စိတ်ချမ်းသာတယ်။ဘာကြောင့်လဲဆိုတော့ high voltage ကိုကြွက်ကြိုက်လို့ကြိုးဖြုတ်နေတာရှာတာတည်းရဲ့လဲတာတည်းရဲ့နှစ်ရပဲကြာ။အဲ့ဒီအခြေအနေတွေမှာရှိတယ်။အဲ့ဒီ high voltage ကိုကြွက်ကြိုက်တယ်ဆိုတဲ့ကိစ္စမှာလည်း battery pack ကြီးကိုဖြုတ်လိုက်ရသေးတာ။ဖြုတ်ပြီးတော့မှအဲ့ high voltage ကိုလဲလဲပြီးတော့ battery pack ကိုပြန်ကပ်အဲ့ဒီအခြေအနေတွေရှိတယ်။အဲ့ဒီကိစ္စတွေအကုန်လုံး MGS service center တွေအကုန်လုံးတာဝန်ယူပြီးတော့လုပ်ပေးနိုင်တာဖြစ်တဲ့အတွက်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့ brand တွေကိုရွေးချယ်ပြီးတော့စီးနင်းမှာလို့ပြောရင်းနဲ့နေအောင်ကြောက်ပြသည်ကျွန်တော်ကတော့စိတ်တော်